မင်္ဂလာနေ့ရီပါခင်ဗျာဒီနေ့ကျွန်တော်ဆရာဆုငဲ့ရဲ့ရွှေမန်းတောင်ကြီးကိုရှင်းတန်းဆိုတဲ့ဆုံးပါလေးကိုပြန်လည်မျှဝေရင်ပါတယ်ရွှေမန်းတောင်ကြီးကိုရှင်းတန်းကျွန်တော်ဒီယခုရှင်းတန်းကိုတင်ပြရာတွင်ရွှေမန်းတောင်ကြီးကိုတခြင်းအားတဲ့မြို့မငယ်တယောက်ထဲကရေးသားခဲ့သည်နေချုံပြုံးွှန်တော်ဘိုက်ကမန္တလေးဥပါတိ တန်မြိုင်ဘိုက်ကမြို့မကြီးခါသွေးနေမူရချီဘိုက်ကအေဝမ်းဆရာညာတို့၃ဦးစုပေါင်းဆက်ပေါင်းရေးခဲ့သည်စသည့်ပြဿနာကို ရှင်းလင်းမည်မဟုတ်ပါအဖေကြောင့်ဆိုတော့ထိုတချင်းနဲ့ပတ်သက်၍တော်တော်လူလူတော်မှာကသုံးသက်ဆုံးဖြတ်ပြီးကျွန်တော်ကိုလည်းတင်ကြားဆုံးမသည့်စကားကိုပဲလိုက်နာက ထိုတချင်းဤပြုတ်ပတ်ကိုပဲတင်ပြပါမည် ကောသာတကရေ1308ခုနှစ်ကုံဆုံးကျရင်1948ခုနှစ်တကြံသည်စစ်ကြီးပြီးနောက်ပိုင်းမန္တလေး၌ပထမဦးဆုံးပြန်လည်စီကားအားတက်လာသောတကြံလေးဖြစ်ပေ၏စစ်ကြီးမတိုင်မီကချင်းချင်းတည်းဆင်နွှဲခဲ့သောမန္တလေးတကြံသည်စစ်ကြီးကြောင့်အရှိန်အဟုန်ရပ်တန့်သွားခဲ့သည် 1945ခုနှစ်1946ခုနှစ်တွင်ပြန်လည်စူးစီးအာယူခဲ့ကြရသည်ထို့နောက်1949ခုနှစ်မြန်မာတက္ကရာ1308ခုနှစ်တကြံတွင် စိတ်တဲ့လူတဲ့အာမန်တဲ့ဖြင့်အကတကြံအလှတကြံဂီတတကြံကြီးရဲ့တွင်အပြားရဲ့ဆိုင်ဖူးပွင့်ကြဖို့1948ခုနှစ်စံကလေးကစီစဉ်ခဲ့ကြတော်၏ ငဟောင်းတင်ကြီးများဖြစ်သောမြို့မှာ ရှူရန်ရင်နန်းရှိမောင်ကျောင်းတော်ဘဟုထီလာမောင်စာတော်အသည်များအပြင်ရွာတိုင်းစီမှာခင့်ကိုကိုရွှေလဝါစသည်အသည်များကလည်းကြိုတင်ပြင်ဆင်လာကြ၏တကြံစင်လာတိုင်းတချင်းတန်ချက်အကမအစာအလှပြကားအလှပြမန္တပြင်ဆင် ဒီဇိုင်းရထီတည်တဲ့နဲ့တည်တဲ့အပြားရဲ့ဆိုင်ဆင်နွေးခဲ့ကြခြင်းဖြစ်ရာအနိုင်မခံစိတ်တဲ့ဖြင့်တဝူးနဲ့တဝူးအကျော်မပီစရန်ရှင်ပြန်ခဲ့ကြခြင်းဖြစ်၏ထို့ကြောင့်တခြင်းများကို ကြိတ်ဆက်ကြသည်တိလုံးများကို ကြိတ်တိုက်ကြသည် အလားပြကအလားပြမန္တဒီဇိုင်းများ ကြိတ်၍ရေးဆွဲပြင်ဆင်ခဲ့ကြသည်ဘယ်တခြင်းတွေဘယ်အသင်းက ရေးဆက်နေကြပြီဆိုသည့်သတင်းများကလည်းတကြံမတိုင်မီခေတ်အစားဆုံးသတင်းများ ဖြစ်နေတော်သည်ဒီနေ့မြို့မကတီဆိုမြင့်တခြင်းတဲဟုဆိုကတပိုက်တလီလောက်ရွှေဆူပြနိုင်နေပင်မျက်နာပွန်လန်းလာသည်တကြံတခြင်းတကြံအသိများနဲ့ပတ်သက်ပြီးမြို့လူလူကပါးစပ်တပြင်းပြင်း အတိကျဉ်ဆုံးတရင်ဖြစ်နေသောအခါမန္တလေးမြို့ထိုတရင်စာများကလည်းထိုတရင်ကိုလိုက်ခါဦးဆုံးပေါ်ပြနိုင်အောင်စူးစားကြတော်သည်ထို့ကြောင့်လည်းမန္တလေးမြို့ထိုလူတို့တရင်စာက1948ခုနှစ်အေပိဒပရမဘတ်1308ခုနှစ်နောင်တကူလာပြည့်ကျော်မှစ၍မျက်နှာဖုံးစာမျက်နှာပင်မန္တလေးတကြံဖွဲ့များ၏တရင်ကို အလားပြကပုံစံဒီဇိုင်းတခြင်းတန်ကျက်စာသားများဖြင့်ကြည်ကြည်ပြန့်ပြန့်ဖော်ပြပေးခဲ့သည်1948ခုနှစ်ဧပြီလ10ရက်1308ခုနှစ်နောင်တကူလဆုံ9ရက်နေ့ထို့လူတို့သတင်းစာတွင်ခန်းနာမည်မမ်းမြို့ရေတွင်ဟူသောခေါင်းစည်းဖြင့်မျိုးမကူပန်းွေရေးဆွဲသော မျိုးမလှပြရင်ပုံဘလောက်ဒီဇိုင်းနဲ့အတူမျိုးမသဖြင့်တေးအညွန်ဖူပလီများခေါင်းစဉ်အောင်မှာချူပြုံးချွန်သောနှမပြိုရဲ့တကူလုံးရင်ချောအလှပိုတဲ့နဲ့ခါသွေးနဲ့မူရကျွဲလှကုံဝန်ထဲအစချီအပိုင်များပါသောတခြင်းစာသားများပြောပါစီမဲလာမကွယ်လှရဲ့ရေပက်ခံမဲအစချီ တချင်းစာသားများရေလုံးရေပတ်ခံလာတဲ့သူငယ်ချင်းရင်းတဲ့လုံမီရဲ့အစချီတချင်းစာသားများအေးချမ်းချမ်းလောင်စမ်းတချင်ရေအစချီတချင်းစာသားများကိုအစအဆုံးရိုက်နှိပ်ပေါ်ပြထားပြီးသည် ထို့ပြင်မြို့မရေတွင်အဖွဲသားများထိုးမြစ်တန်ကျက်စာသားများပင်ပေါ်ပြထားပါ၏ ထို့ရပိုင်းများကလူမှုသတင်းစာတွင်နန်းချေရေပင်အသိအေးလွတ်လပ်ရေးကိုတိုက်ယူမယ်ဟူသောအရေးပဲပါရှိသည့်အမြောက်များတက်ဆင်ထားသောတိုက်ရည်ရင်ကြည်ပုံအလှပြကာမြမအူဆွန်အမတ်သာဒေါယုတ်ကြီးဆင်ရင်ထားသောရွာတိုင်းစီမှခင်ကိုကိုဝလာပြကလွတ်လပ်ပြီးခင်မင်းနိုင်ငံတင်နိုင် ခင်မီအတတ်ပညာကိုဖော်ညွှန်းသည်ခြူရန်ရင်အဖွဲ၏အာကာသယင်ပုံစံအလပြကာရွှေလဝါစီတိုင်းမှာဒုံမြန်ပုံအလပြကာများ၏ဒီဇိုင်းပုံနှင့်တခြင်းများတန်ကြံများကိုလည်းတရက်စီထည့်သွင်းဖော်ပြထားပါသည်သည်ဆရာမျိုးမကြီးခညာလှတော်တခြင်းစာသားများနဲ့အတူ တန်ဆုံတိမုတ်လာသောတီးသွားကိုကြားရသူတိုင်းချက်သိမ်းမွေးញံထားကြရသည်မြို့မကငွေငန်းလှပြရင်ကိုပြင်ဆင်ထားသည်ကလည်းထိုနှစ်က ထူးခြားလှပဆန်းသင့်နေသည်ငွေဖြူအောင်ဖိဖိတောင်ငန်းကြီးရင်အုံးနှင့်ဥကောင်းပိုင်းကကားကောင်းအပြည့်နေရာယူထားသည် ထုပုံဖော်ထားသောငန်းတောင်များက ကား၏ဘေးတစ်ဖက်တစ်ချက်စီတွင် အဆင့်၃ဆင့်ဖြင့်ကာမီပိုင်းအထိဆင်ရင်ထား၏ကာမီမှာကခါတိုင်းနှစ်တွေလိုအဆင့်ဆင့်ဆင်မြင့်မပါ ကာလေကောင်မှာပဲအလျားလိုက်ဆင်မြင့်ဆင်ပြီးအတင်းသားများကထိုပေါ်မှတိမှုတ်ကြသည်ကာတစ်စင်လုံးဝိုင်မိုးထားသောငရုတ်ကြီးအောက်တော်မှာရေခန့်တဲကိုဆင်ထားသည်လေးတော်ဆက်ဆက်ရေခန့်တဲမှာအောက်ဆုံးမှာ ညံစကံဘုံ တုံးကလေးတွေပက်လေကဲ့ရိုက်ထားသည်ညံစကံတုံးလေးများ အပေါ်မှာအပြာလွန်လွန်ရေလိုင်းငိမ့်ငိမ့်ရှိသည် အပေါ်မှာက အဖြူအပြာနုအစိမ့်နုနဲ့အပြာလွန်လွန်လှိုင်းချိတ်ဆင်တွေတင်ထားသည်လှိုင်းချိတ်ဆင်လေးတွေအထက်တွင် အပြာရင်လှိုင်းထူထူနဲ့အပေါ်ကလှိုင်းကောင်းဖြူဖွဲ့ဖွဲ့တွေလှုပ်ရှားနေပုံပေါ်ထား၏ နိုင်ငံဖြူတွေရဲ့ပေါ်မှာစိတ်နှူးရောင်ကို ရေကန်ထဲပြင်အညီအတိုင်းအပြည့်ခြေတာထားသည် ကာယရှိတဲ့မဲ့တဲ့မှာကငန်းရင်အောင်မှာ ရေကန်ထဲကိုလေးတောင်တဲ့ချိုးထား၏ကိုင်းတွေက ရှေ့ကတက်တဲ့အလေကောင်မှာဆုံထားပြီးမြို့မအဝိုင်းတစိတ်ကိုတက်ဆင်ထားသည်ယနေ့အထိအစဉ်တစိုက်တုံးဆွဲနေသောမြို့မတစိုက် စလုံးကိုရှုမဝဥပံဝေပကြေဥပတတောကစတင်တီထွင်ခဲ့ပြီးပကြေဥပယင်ကလေးကနောက်ဆုံးလက်စာတက်ခဲ့သည့်စလုံးပုံစံဖြစ်သည်ဟုဆို၏အလောပြယင်ပေါ်တွင်တိုင်များဖြင့်ထိတ်ဆုံး၌ကျွေမီလုံးများတက်ဆင်ကမီလုံးနိုင်များတတိုင်းနှင့်တတိုင်းမီလုံးကုန်းများဖြင့်တွေ့တန်းထား၏ ဆရာမျိုးပါညီအေးချမ်းချမ်းပြီးသွားညီညီနဲ့တူငွေငန်းလာပြခြင်းကပြန်လဲထူထောင်ရေးအတွက်အားခဲနေသောမန္တလေးမြို့ဤပြတိုင်းစီတွားရောက်လဲလဲရင်အမျိုးသမီးရေတပင်အတင်းများနဲ့ပျော်ရွှင်စွာတကြံပွဲဆင်နွှဲခဲ့ကြပုံကိုကြုံခဲ့ကြရသူတိုင်းကယနေ့တိုင်မမောနိုင်မပန်းနိုင် ပြောပြနေကြစေဖြစ်သည်မြို့မနာယကကြီးဥတင်ဤကမူ ထို့နှစ်1949ခုနှစ်ကငွေငန်းမျိုးမှအလားပြရင်ကြီးသူနေထိုင်ရာဝါဒန်ရက်တို့တညနေတွင်ဝင်ရောက်လာသောအခါအတင်းသားများကတချင်းစာရွက်လေးတွေကိုစီကန်ပြီးတချင်းတစ်ပုဒ်ကိုတမ်းပြိုင်တီးဆိုတီးမှုလာကြသည်ဟုဆို၏ဟူသောတချင်းတန်နေတူကလေဒီနက်ကတေးသောအတိုင်းအပြန်အလှန်လူကလွန်ကရက်ဖော့ မှုတ်သွားတန်ကြာရ၍ခြေတိမွဉ္ဉ်ထောင်မြခံစားရသည်ဟုမြို့မာဥတင်၏ကဆိုသည်ထိုတခြင်းမြောင်မှာဆရာဥပဒေရင်ရည်ဆက်သောတခြင်းဖြစ်ပြီးကလေရီနတ်မှုတ်သူမှာယနေ့မြို့မာနာယကကြီးတောင်မြို့ဥက္ကိုလီဖြစ်သည် ထိုနေ့ကဆရာမြို့မာရင်ရည်သားသောအေးချမ်းချမ်းလောင်စန်းတကြံရည်ကဲ့သို့အခမ်းအညာတခြင်းများနဲ့အတူဆရာဥပဒေရင်မြို့ကျွာ ်တွက်လက်တော့ရေပက်ခံမဲ့တခြင်းကလည်းလူတိုင်းပါစက်ဖြာရေပန်းစားတော်ခဲ့သည်ထို့နှင့်မြို့မအဖွဲ၏တခြင်းအသည့်များတွင်ယနေ့အထိထင်ရှားကြော်ကြနေသောရွှေမန်းတောင်ဤခိုတခြင်းနှင့်အတူရေလောင်းရေပက်ခံလာတဲ့သူငယ်ချင်းရင်းတဲ့လုံမီရဲ့အစချီရေလောင်းရေပက်တခြင်းလည်းပါဝင်ခဲ့သည် ပြောပါစေမယ်လောက်ွယ်လာရဲ့ရေပတ်ခံမယ်မြို့မမြို့မအတူနှွဲပြောတယ်တကြံရီဆိုတာအနည်းငယ်နဲ့ပတ်စံခင်ရဲ့မြို့မမြို့မမိကူးပြောမယ်ပြောပါစေမယ်လောက်ွယ်လာရဲ့ရေပတ်ခံမယ်မြို့မမြို့မအတူနှဲပြောတယ်တကြံရီဆိုတာအနည်းငယ်နဲ့ပတ်စံခင်ရဲ့ မျိုးမမျိုးမနေကူပြောမယ်ချစ်မြတာရည်စင်ချိုင်လျက်နေဒုတိတမျိုးနဲ့ချိုးမဲ့ဆိုင်ရဲ့ရှုမဝနိုင်နဲ့အလုံးတင်းတဲလိုက်ခဲ့ပါလားကွယ်လုံးမငယ်ရဲ့လာကိုအမျိုးမျိုးတို့လိုမျိုးလုံးပဲလဲနယ်လုံးပဲလဲတူစုံတွဲလို့ရေပက်ခံမယ် ပြောပါစေမလောက်ွယ်လာရဲ့အရေးပတ်ခံမယ်မြို့မမြို့မအတူနှွဲပြောတယ်တကြံရေဆိုတာအနည်းငယ်ကင်းတဲ့ပတ်စံခင်ရဲ့မြို့မမြို့မနေကူပြောမယ်ပြောပါစေမလောက်ွယ်လာရဲ့အရေးပတ်ခံမယ်မြို့မမြို့မအတူနှွဲပြောမယ်တကြံရေဆိုတာအနည်းငယ်ကင်းတဲ့ပတ်စံခင်ရဲ့ မြို့မမြို့မနေကူးပြောမေချင်းမြတာရေစင်ကြိုင်လျမ်းနေတူတိတာမျိုးနွယ်ချိုးမဲ့ဆန်ရဲ့ရှုမောနိုင်နေအလုံးတင်းတဲလိုက်ခဲပါလားကွယ်လုံမငယ်ရဲ့လာကိုအမျိုးမျိုးတို့လို မျိုးလုံးပက်လဲနေလုံးပက်လဲတူစုံတွဲလို့ရေပက်ခံမယ်စစ်ကြည့်ရပြီး ြို့ပြအပြန်လဲထူထောင်ရေးများလဲအရှိန်ရလာသောကာလမှုတစ်ဖက်ကလည်းဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သောဖဆပါလာအဖွဲ့ကြီးကအင်္ဂလိပ်အစိုးရနဲ့လွတ်လပ်ရေးအတွက်တောင်းဆိုညှိနှိုင်းမှုများဖြင့်လမ်းစာပေါ်နေသည့်အချိန်လေးဖြစ်သည်ပြီးခဲ့သည့်ဖေဖော်ဝါရီလ12ရက်နေ့ကပဲရှမ်းပြည်နယ်ပင်လုံမြို့တွင်မြန်မာတောင်တန်းသဘောတူစာချုပ်ဖြင့်စီလုံးညီညွတ်မှုကြီးခိုင်မာစေခဲ့ပြီး လူတိုင်းရဲ့အာယုံနဲ့အနာဂတ်စေကူများနိုင်လူကင်းရေးရရင်ဟူသောအစီအမံများနဲ့စေကူကြည့်ပြေဖြစ်၏လူလည်းရရင်တိပံဤပညာတွေတိလာလိုက်စားကြပြီးအာကသယင်ကြီးဖြင့်စัจ java လာနံတော်မယ်ဟူသော စေကူဖြင့်အာကသယင် ပုံစံဖြင့်နာမည်ကျော်ရှူရန်ရင်ရေတပင်ဖွဲကဆင်နွှဲသည်နန့်ရှိလူငယ်များကတော့လူလည်းကို ွယ်လွယ်နဲ့မရလဲဒီလိုရေတက်တိုက်ရင်တင်မောကြီးတွေနဲ့အရာယူမီဟူသောစေကူဖြင့်ဝေဟင်ပြည့်မြေပြင်ပြည့်အမြောက်ကြီးများနဲ့တိုက်တင်မောကြီးဆင်ဤဟောမန္တလေးယူနီဘာစီတီကောလိကလည်းထိုနေ့တည်းကမှာရေတပင်အသင်းဖွဲ့စည်းကပါဝင်ဆင်နွှဲကြဤเจ้าကြီးစီယာမောင်ဥကိုလေးကိုဂါရဝထားပြီးတက္ကသိုလ်မောင်ရေတပင် အလားပြရန်ထွက်ခဲ့သည်တချင်များကိုမြို့မကြီးနှင့်ဆရာညာတို့ကရေးဆက်ပေးခဲ့ကြ၏စံတရားဆရာမှာစုတော်မြေဖျားနီမှာဂီတလူလန်ကိုညိုကြီးဖြစ်သည်မြို့မကြီးကတက္ကသိုလ်မောင်အတွက်တကြံပွဲတော်ပွဲဆင်နွှဲလာပါတယ်ရွှေမန်းမြို့သူဖို့ဦးနုမီရဲ့ ဖြန့်ပတ်စေခြင်းလို့ဆက်သွယ်တက္ကသိုလ်မောင်လေးများတို့မေတ္တာရည်စင်အေးလို့ရဲ့အသေးမှဆွေအောင်ရွှေရွှေကြီးဆိုစီခွဲအစချီတခြင်းတပုတ်ကိုရေးဆက်ပေးခဲ့၏ထိုတခြင်းတော်ထိုနှစ်1948ခုနှစ်တကြံမှာပင်ဆရာမျိုးမကြီးသည်တကြံအသင်းများအတွက် တချင်းပုတ်ရီ20ကျော်အထိဆက်ဆူပေးခဲ့သည့်ညစ်တနေလေဖြစ်ပေသည်1317-1322ခုနှစ်တကြံမှာတော့ရန်ကုန်ရောက်နေသည့်မြို့မကိုလာတန်ကမန္တလေးရှိအပေါင်းအသင်းများကိုခေါ်ယူကာချွေမန်းရည်ရံမိဖြင့်အလှပြရန်ထွက်သည်ရန်ကုန်ရောက်မန္တလေးမြို့မကိုလာတန်များအသင်းကကမ္မကထပြု စီစဉ်ခဲ့ခြင်းဖြစ်၏ ཁྱི ཕྱད ཁྱི ཕྱི 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 ngan yi yin bwe le chen yi cha jen di man yi yin la bo ngan yu တကြံပွဲ၌ဆင်နွေခဲ့၏ထိုနှစ်တကြံအတွက်ဆရာကတဘာဝရှင်မျိုး နှစ်ကူဗမာရေတပင် အစချီငင်းချမ်းရေးတကြံတခြင်းကိုလည်းရေးဆက်ပေးခဲ့သည်တကယ်တော့ထိုနှစ်ကမန္တလေးသားတွေရန်ကုန်ရေတပင်ဆင်နွေခဲ့ကြတော့လေမန္တလေးရေတပင်ဤအတန်တခြင်းငင်းကွင်းများကို ရန်ကုန်သားများက ထိတွေ့ ရင်းနှီးနှစ်သက်ကြပြီးဖြစ်နေကြပြီးအဘဲကြောင့်ဆိုတော့ကိုအန်ကြီးကိုပါဦးတို့ BD ဘရာသာအဖွဲ့ကသူတို့ဤပြင်ဦးလွန်ချောင်းခွေရှိ BD ကော်ဖီကြံများမှာကော်ဖီပင်များစိုက်ပြိုးဖို့ပြုစုပြုထောင်ဖို့ရှမ်းပြိုဖြူလေးများကော်ဖီခူးကြဖို့ကော်ဖီစီများကိုအမှုန်ထီအစင်စင်စီမံဆောင်ရွက်ပုံများကိုအစဲပိုင်းကြနာစွာရုပ်ရှင်ကားတို့လီရိုက်ကူးပြီး ပီတီကိုပြာကြောညာသည်ထိုရုပ်ရှင်ကပိုင်းတူလေးမှာမန္တလေးတကြံမြင်ကွင်းကိုလည်းနောက်ခံတခြင်းများဖြင့်ရိုက်ကူးထည့်သွင်းထား၏ကော်ပီထိုးထုတ်ပုံ၌ကိုပါဦး၏အပျော်ကလေးကိုနောက်ခံဂီတတန်ဖြင့်ဖြူပေကမန္တလေးတကြံအခမ်း၌ကိုဝံကြီး၏အဆိုတွင် တူဖို့တူဖို့တန်မြန်မြန်ဖြင့်မန်းတောင်ကြီးကိုတခြင်းကိုမြန်မြန်ဆိုင်ဆိုင်ကြီး တိမို့ထားသည်အဆိုကောင်းဒီကောင်းနဲ့မြင်ကွန်းတဲ့အတန်တဲ့မို့ဗီဒီဘရာသာရုပ်ရှင်ခပိုင်းတို့တွေကရန်ကုန်မှာရေပန်းစားနေသည်ထိုကားပိုင်းတို့တွေကို ပြသပြီးဗီဒီတီဝိုင်းရဲ့အဖွဲ့ကလည်းမြို့မသခင်များကိုဖြောဖြေနေကြမို့ငနေကြီးရဲ့တန်ရင်ဝိုင်းကြ၌ကားပိုင်းတို့တွေနဲ့တီဝိုင်းအားဖိတ်ကြားပြသစေခဲ့သည်မှာလက်မလဲတော့ ပြသဖြောဖြီရာနေရာတိုင်းမှာလည်းညနန္တာရင်ညို့ညို့ရစ်ခေါ်တန်းနေရှေမန်းတောင်ရိပ်အတူတူခိုမဲပြူဖြူတွေရေဟူသောတချင်းတန်ကခစ်စား၍မဆုံးတော်ရန်ကုန်ရေမင်းကြီး ဥကြောမြင့်ကလည်းရန်ကုန်မြို့တွင်းအကွက်အကွန်းကောင်းသည့်မြည်သည့်နေရာ၌မဆို ခွင့်ပြုချက်ကြိုတင်ရယူရန်မလိုပဲရုပ်ရှင်ပြသကွန်းပါမဲ့ထုတ်ပေးလိုက်၏ ཕུག ཡང ཡང དམ ཡོད ཤུ མན དང ཡིག ཁོ དེ ཅན ཡང 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 အလားပြရင်ပေါ်မှာဆရာမျိုးမကြီးရှေးမောင်မှာပဲရွှေမန်းတောင်ကြီးကိုတခြင်းကိုတွန်တွန်ကြီးပြီးဆိုဧကံပေးခဲ့ကြရလေသည1949ခုနှစ်တကြံအတွက်စတင်ရေးစဉ်ကခင်ဝင်ရန်လာပြီးကွယ်စီကျိုလေကွယ်ဟူသောစာသားတွင်ရန်ကုန်မြို့ရွှေမန်းရေရန်အလားပြရင်ပေါ်မှာတည်ဆိုသောအခါ ချင်းရွှေမှန်လာပြီကွယ်စီးကြိုလဲကွယ်ဟူပဲပြောင်းလဲတည်ဆူခဲ့၏။နောက်တစ်ချိန်ကိုဝန်ကြီးကထိုတချင်းကိုတပြားသွန်းဖြန့်ချီတော်အခါခင်ရွှေမှန်လာပြီကွယ်ဟူပဲဆက်လက်တည်ဆူတော်ကြောင့်ဆရာကြီးမိသားစုကမူရင်းစာသားအမှန်ကိုလှမ်း၍ထောက်ပြခဲ့ဘူးသည်။၂၀၀၉ခုနှစ်ဝင်ကျင်ကထိုးတခြင်းနဲ့ပတ်သက်၍ သုံးဦးရေးသားသည်ဟုသောကရေမြာစာမျက်နှာသည်သည်တွင် ပါရှိပြီးငင်းညာခုံကြရေးရသားကြထိုးနှက်ကြသောအခါဒေါ်တော်လူတို့တော်မှာကကျွန်တော်ကိုအကျိုးကြောင်းမိရာကျွန်တော်ကလည်းဂျာနယ်များတွင် ပါသည့်ကြောင်းချင်းရများကိုဒေါ်တော်လူတို့တော်မှာပြောပြပါသည်တကယ်တော့ဒေါ်တော်ကကျွန်တော်ကိုမိလို့သာမိတော်လေဒေါ်တော်ကို၌ကထိုးဆောင်မများကို ဖက်ရှုပြီးဖြစ်ပါသည်ကျွန်တော်ကတည်တော်ပြောပြပြီးတော့အခါတော်တော်ကကိုငိမ့်ဆုံးတာ1955ခုနှစ်ကကွယ်ကိုငိမ့်မဆုံးရင်ကလေးကဒီတချင်းကိုမျိုးမကလည်းတီဆူတီးမှုနေတာပဲတပြားတွေလည်းအတွန်းကက်ဆက်ခွေတွေလည်းအတွန်းနေတာပဲဆောင်းဥတွေတဲ့လေဒီတချင်းကိုပုံနေနေတာပဲဒီတုန်းကလည်းဘယ်သူမှဘာမှမပြောကြဘူး မကန့်ကွက်ကြဘူးကိုငင်းရည်တာလို့ညမအတင်ကရောအားလုံးလက်ခံကြတာပဲတခါကိုငင်းဆုံးပြီတော့လေတကြံရောက်တိုင်းဆူတီးနေကြတာပဲမောင်ဝင်းလာတော့လေဒီတခြင်းကိုနှစ်တိုင်းညမရည်တဲ့ခါနဲ့ဆူနေတီးနေတာပဲအဲ့ဒီတုန်းကလေဘာမှမပြောကြဘူးဘင်းနဲ့ကိုငင်းဆုံးတော့နှစ်40ကျော်50နီးမှထပြောကြတာကမဟုတ်သေးဘူးကွယ် ဒီတခြင်းတစ်ပုတ်ကြောင့်မျိုးမငင်းဆိုတာဖြစ်လာတာမဟုတ်သလိုဒီတခြင်းတစ်ပုတ်ကြောင့်ကိုပါသိန်းဖြစ်လာတာလည်းမဟုတ်ဆရာညာဖြစ်လာတာလည်းမဟုတ်ပါဘူးကွယ်သူတို့သမိုင်းနဲ့သူတို့တခြင်းတွေနဲ့ထင်ရှားပြီးသားပါပြဿနာတစ်ခုကိုကာယကံရှင်တွေမျက်နှာစုံကြီးရှိစဉ်မရှင်းနိုင်ကြပဲကာယကံရှင်ကွယ်လွန်ပြီးနှစ်ပေါင်း90နီးမှထရှင်တယ်ဆိုတာတို့လက်မခံဘူးဒီတော့ဒီပြဿနာမှာ မင်းလည်းဝန်ပါနေဟုသုံးမဩဝါဒပေးဘူးပါသည်ထို့ကြောင့်ရွှေမန်းတောင်ကြီးကိုတခြင်းကိုမြို့မငင်ရည်သည် ဆိုသည်ကိုလည်းဒေါ်တော်လူတို့တော်မှာပါဝန်ရှင်းရှင်းဆရာကြီးဆရာမကြီးများရုပ်ရှင်မင်းသားဦးဝန်းဝပါဝန်ရည်သားခဲ့ကြသည် အတိုင်လက်ခံသလို1950ခုနှစ်တွင်ကုဝန်ကြီးတည်ဆိုရန်အတွက်၃ရေးဆက်တာပါဟု အဆိုပြုသူတိုင်းကိုလည်းမငင်းခုံပါယခုတင်ပြသည်ကထိုတခြင်းစတင် ပေါ်ပေါက်ခဲ့သည့်ကြောင်းချင်းရာပဲဖြစ်ပါ၏ဆရာဆုငတ်ဟုတ်ကဲ့ဒါကတော့ဆရာဆုငတ်ရဲ့ရွှေမန်းတောင်ကြီးခိုတခြင်းနဲ့ပတ်သက်ပြီးရှင်းတန်းကိုဆောင်ပါလေးကိုပြန်လည်မျှဝေပေးခဲ့တာပဲဖြစ်ပါတယ်အဆုံးထိလိုက်ပါစီမျောပေးခဲ့မှုအတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ